ရောက်နေငိုသန်းငိုသန်းမင်းတို့ငဆိုင်ဖန်နေငိုသန်းရောက်နေမန်ယူဆုံးတော့လဲဘာဖြစ်လဲနောက်ထပွဲတွေလာအောင်မယ်ဆိုလဲမန်ယူပကထဲ့ပြီးလောင်းအောင်မှာမန်ယူဖန်လေးငါမန်ယူအင်ဂျင်တွေကဝက်မမောင်လွန်တင်းတင်းကျပ်ကျပ်နဲ့အဆုံးသတ်ပြီးတော့ဂိုးသွန်းသွားတယ်နောက်ဆုံးမှာမမောင်လွန်ရဲ့အတွင်းကုန်းနဲ့အာဆီယံအော်စရာတင်အနိုင်ရရှိသွားတယ် လောင်းမဲမလာမျိုးကြီး IMOKE YouTube Channel ကိုလိုက်ပါရယ်ဒီနေ့တစ်ဆက်ပြင်ပြီးဖန်လေး live မှာတော်လေးမှာနာမည်ကြီးပြည့်လူပြောများနေဒီဒီပေါ်လုံးသမားမောင်မောင်လေးမန်ယူသွင်းကိုဒီတကိုးသွင်းလိုက်လို့ပေါ့နော် live မှာတော်လေးမှာနာမည်ကြီးပြည့်လူပြောများနေ ဝေဖန်မှုတွေမြင့်တက်နေပြီးမြန်မာနိုင်ငံအားပေးရပြည်သက်တွေလည်းအများအပြားရှိလာတယ်။ဒီနေ့မှတော့ DB ဖန်လေးကျွန်တော်မြင်ပြတဲ့ recipe ကိုကျွန်တော်ရဲ့ပြန်လေးချောက်တဲ့ level ကြီးစုပေးဖို့ပြဆိုချင်ပါတယ်။ဒါဆိုရင်ကျွန်တော်ပြန်ဖန်လေးဆက်လိုက်ရအောင်။ဒီဦးဆုံးတော့လည်းဘာဖြစ်လဲ။နောက်ထပ်ပွဲတွေလာအောင်မယ်ဆိုလဲမန်ယူပကထည့်ပြီးလောင်းအောင်မှာနောက်ပိတ်ဆုံးလောင်းမို့ပတ်စံမရှိရင်တော့မှအမီမန်ယူပကပဲလောင်းမှာ ငါမိုင်းယူခံလေးငါမိုင်းယူအင်ဂျင်တွေငါဝက်ပြီးတော့ငါဆော့လိုက်တာကွာငါမစိုက်ကားဝယ်ပြရမလားနဲ့မောင်မောင်လွန်ရောက်ခိုးသွားတာနဲ့ကိုကိုလွန်ရောက်ခိုးသွားတာနဲ့ခိုးချင်တဲ့သူကခိုးရေငါတို့ကမိုင်းယူမိုင်းယူတော့လာမထင်းနဲ့မလေးမိုင်းယူအင်ဂျင်တွေဝယ်လိုက်ပါငါအဲ့ဒါကတော့မောင်ကြီးအော်အော်အော် ြောတာမန်ယူကရှုံးတာရှုံးတာပေါ့နော်မန်ယူပြိတ္တတရားကျွန်တော်တို့ရင်နာစရာတော့ကောင်းပါလေဒါမဲ့ဘလို့ဖြစ်သွားရလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားမြန်မာနိုင်ငံသားမမောင်လူရလှုပ်လှုပ်လိုက်တာဖင်မရဘူးဖင်မရဘူးမှန်တယ်မလားဟုတ်တယ်နော်ဟိုကကျွန်တော်တို့မန်ယူတရားတော့ခွာတာဖြစ်တာဒါမဲ့ဒီညကျတော့ဒီညကျတော့ဘလို့ဖြစ်တာလဲဆိုတော့1 1တာနှစ်ခုဖြစ်သွားတာ နှစ်ခုဖြစ်သွားတာ1လဲ1နေတယ်ဒါပေမဲ့1လဲ1တာတယ်အဲ့လိုမျိုးဖြစ်သွားတာကွာသဘောပေါက်လားပြီးအောင်ငိုသန်းငိုသန်းမင်းတို့ငဆိုင်ဖန်နေငိုသန်းရောက်နေဟမ်အရှက်မရှိငိုသန်းငိုသန်းအပါငိုသန်းရောက်နေမကန်ခင်ကတော့လေတိုက်လိုက်တာလေကြီးလေကျယ်နေနဲ့ဟမ်ဒေကြီးမိုးကြီးနေနဲ့ကိုအသိအစင်ကိုမသိဟမ်ငဆိုင်ကြီးငိုသန်းငို့ 哎呀，把我那里用的，小富光来着，哇，怕的嘞，到老家了，雷木那点路比哇，啊，什么系的灯，什么系的灯哇，没有的，固定一些，固定算有厉害啥的没？啊，今年妙兵比表叔你家的，没有的，现在家人嘛，挂黑工的，喏。 ဘာဖြစ်တယ်ညာဖြစ်တယ်ဘာဖြစ်လို့ညာဖြစ်လို့စင်ကြီးတွေလာအောင်မလားမင်းတို့အရှုံးကိုလက်မခံနိုင်တဲ့ငဆိုင်ဖန်ကြီးငိုစမ်းအာရောငိုစမ်းအောင်မဲမင်္ဂလာပါတင်းတင်းဆက်ပေးကြတာကတော့ဥရောပမှာဖလားတလုံးမှမရလို့အချက်ပြေဆိုပြီး အာရှကိုဆင်လာပြီးဖလားလေးများရမလားလို့ကန်လိုက်ပါရဲ့ငိုမာကွာမလွယ်ဘူးဟေးမြန်မာနိုင်ငံရဲ့တိုက်စင်မှုမောင်းမောင်းလွယ်ရဲ့တလုံးနေတော့ကိုတယ်အခုတော့ဖလားမရဖလားမရပဲပလန်လဲပလက်လန်ဂျာပြွန်းချွန်းပြန်မြန်ကိုမျိုးကမြုပ်ပြိုးမျိုးပြူချွာပြေးချွေးပြန် နဲ့ပြန်လဲနောက်ပြန်လဲပြီးပြန်ရပါပြီအခုတော့ Manchester United အသင်းရဲ့မြန်မာဖန်တွေကလည်းဘယ်လိုဖြစ်နေသလဲဆိုတော့ကြည်ရမမမသိငိုရမမမသိနဲ့ငိုမှာကွာဂုံယူပါတယ်ဒီကနေဥညွပါတယ်ကွာမောင်မောင်လေးလေးစားတယ်နော်ကျူဒါလီမပီးလိုက်တော့ဥမမင်းအကောင်ကြီးနောက်တန်းကျင်မကြံတော့ဘူးမမပီးလိုက်တော့ဟုတ်တယ်ကွက်တီပဲပြေးတဲ့အဲ့ဒါဂိုးပြီလှုပ်စမ်းမမလွေမမလွေဟဲ့ ်ငါလို့ရမှာပဲငါလို့မမယ်အော်တိတ်အော်လို့မရအောင်ငါလို့မနဲ့ကြပြောင်းခန်းနေအောင်ပဲငါလို့ရမှာပဲနော်အောင်ဝဲကံလို့အောင်ဝဲကံလို့မရအောင်ငါလို့ပြောခန်းနေရမှာဆိုလို့မနဲ့ကြလို့ချင်းလက်ခွန်းနေမှာပဲနော်ဒါကဂိုးသူကအဲ့လိုသွင်းရတယ်မင်းကျန်တဲ့ကျန်တဲ့ကောင်ကြီးကြည်တာကျန်တဲ့ကောင်ကြီးကြည်တာနော်ကနာချူလို့ပါလို့မင်းတင်းယူလိုက်စမ်းကြည်တာကြည်တာနော်တော်သေးရပေါ့ဦးနာနာမဟုတ်လို့ဒီလားဦးနာနာတို့မင်းနေထိုင်အဲ့ကောင်ပြောခန်းရအောင်မှာအင်းတွေ့လားအဲ့လိုအဲ့လိုဘိုးကအဲ့လိုတွင်းရတယ်နော်မင်းရလေနော် ဘိုးစွာလို့တွင်းရတယ်မင်းပြေးထွက်သွားတော့ကောင်းအောင်တယ်လားမင်းမင်းအဲ့ဒါကြောင့်ပြောတာမင်းဟိုသဘောပေါက်ရတယ်ဟိုဘောလုံးလဲညောင်းဆိုတော့ဟုတ်တယ်မလားဟောဂျွန်းနေပါပြစ်ပလိုက်ရမှာမောင်လေးကမင်းအောင်းမွေးခန္ဓာအားနာနေတယ်ဟုတ်တယ်မလားနော်မင်းဂျွန်းနေပါပြစ်ပလိုက်ရမှာသုံးမဲ့ဂျွန်းနေပါမင်းအမှန်ကဲမင်းဘာမှန်းကိုထိမ့်ပြမလို့ဘူးနော်ဘာမှန်းကိုထိမ့်ပြမလို့ဘူး first step ကြီးပါလိမ့်မလို့ဘူးဖောင်းခဲ့တယ်ဆိုမင်းတွင်းမလိုက်တာပဲမင်းကနာချူတို့ပါလို့မင်းကက်ဘက်ကြီးပါလိမ့်မလို့ဘူးမင်းရလေနော်လောက်ကိုပလိုက်တာမင်းအဲ့လိုဖြစ်နေရမှာမင်းဂိုးသွင်းနေဆိုတာမင်းနော် င်းကိုးသွင်းနေဆိုတာနော်မင်းကလည်းဘာမှမလိုဘူးกว่าတိလာနော်အင်းအမမမောင်နေမှားနေဆူဆူဆူတွေပါလေလုတ်ပလဲရမှာတိရမလားနော်ကိုင်းကြီးနေမှာလေနော်ဆူတွေပါလေလုတ်ပလဲရမှာ ါပါဟာမယူလို့အသိင်းနဲ့တွေ့တဲ့အချိန်မှာလုံးဝရှိတ်နေခြင်းမရှိဘဲနဲ့မမောင်လွန်တီတီငင်ငင်နဲ့အဆုံးသတ်ပြီးတော့ဂိုးသွန်းသွားတယ်နောက်ဆုံးမှာမမောင်လွန်ရဲ့အသွင်ကုန်းနဲ့အာဆီယံဩစရာတင်အနိုင်ရရှိသွားတယ်။အိုး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 အယောင်တော်ပါတယ်။လုံးဝဟုတ်။နော်တီတီငင်ငင်နဲ့ပြာနေတာတော့ ကြောက်နေတာတော့ရှိတ်နေတာတော့လုံးဝမရှိဘူးမမောင်လွင်ဂုံယူတယ်လုံးဝမမောင်လွင်ဂုံယူတယ်အရာကောင်းတယ်အရာကောင်းတယ်မြန်မာနိုင်ငံသားတက်ရောက်အနေနဲ့ခုလိုလူအများကြီးကြားထဲမှာတက်ရောက်ပဲရွေးခံရတယ်မြန်မာနိုင်ငံသားတက်ရောက်ရွေးခံရတယ်တက်ရောက်ကလည်းထွန်းထွန်းပေါက်ပေါက်ဖြစ်ပြီးတော့အနိုင်ကိုတကိုးကိုတွန်းသွားတယ်ဒါတော့တော့အာဆီယံကအသင်းရကောင်းနေမမောင်လွင်ကိုဘလုံးသိပ်ပြီးပေးမစော်ဘူးနော်တတိထားကြည့်လားပေးမစော်လို့ပေးလာဆိုရင်ဒေတာလောက်ပုံသွင်းသွင်းမှာမမောင်လွင်အတိုးလှုပ်တယ် လှက်ထော်တာတွေကိုမန်ယူနောက်တန်းနေဘလို့မှခံနိုင်မှာမဟုတ်ဘူးကဲအခုမှကျွန်တော်တို့မောင်မောင်လင်ကိုးသင်းသွားပြီเนาะကျွန်တော်အော်စကာသင်ရနေပြီကျွန်တော်မယ်ယူနဲ့အားပေးတယ်ဗျာเนาะမောင်မောင်လင်ကကိုးသင်းသွားဆိုတော့ကျွန်တော်တို့အရင်ပြောတယ်အားကြကားအရင်ပြောတယ်ကျွန်တော်မြန်မာပြည်ကဗျာအဲမြန်မာအားရှကလာမှာမြန်မာသွင်းသွားတာပထမဦးဆုံးတကူမောင်မောင်လင်ကသွင်းသွားပြီเนาะကဲဒုတိယပိုင်းမှာကိုဒုတိယပိုင်းမှာသူကလူလဲပေးတယ်ဒုတိယပိုင်းမှာကိုးသင်းသွားတယ်เนาะကဲမောင်မောင်လင်ကိုကဲမောင်မောင်လင်ကိုးသင်းသွားတယ်ဗျာကဲအားလုံးပဲကြည့်လိုက်ဦးမှာ အာ1စီးနဲ့1စီးနဲ့ဗျာဘလော့ကျက်သေးကြီးလဲနော်ကျွန်တော်ကဲမိုင်းကတော့ဒီညဘလို့ဖြစ်မလဲနောက်ဆက်တွဲလေးရတော့အားလုံးကျေးဇူးပါပေါ်ရဲမောင်မောင်လေး congratulation ပါကိုအသေးကိုတွင်းသွားတယ်ဆိုပေမဲ့တွင်းသွားတာကိုနိုင်ငံသားဖြစ်နေတယ်ဒီလိုဟာမျိုးက once in a lifetime ပဲဘဝမှာတစ်ချိန်တစ်ခါလောက်ပဲကြုံတွေ့ခွင့်ရမယ်ဖြစ်ရမယ်ကိစ္စမျိုးပဲတသက်မှာတစ်ခါလောက်ပဲဖြစ်ခွင့်ရမယ်ကိစ္စမျိုးပဲ မန်ချက်စတာယူနိုက်တက်ကစားဖို့ရွေးချယ်ခံရတယ်အနိုင်ကိုအတွင်းသွားတယ်တွင်းသွားတဲ့ကိုဒီအချောင်ကိုမဟုတ်ဘူးလှလှပပနေရာယူသွားတယ်လှလှပပပိတ်တွင်းသွားတယ် finishing ဆောင်ရမ်းကောင်းတယ်မောင်မောင်လေးနေရာယူတာဆောင်ရမ်းကောင်းတယ် congratulation မှာမန်ချက်စတာယူနိုက်တက်ရှုံးတယ်ဆိုပေမဲ့မောင်မောင်လေးဂိုးသွင်းသွားနိုင်တယ်အတွက်ဆောင်ရမ်းပျော်ပါတယ်မြန်မာပါမြန်မာပလေယာတယောက်ကမန်ချက်စတာယူနိုက်ကိုဂိုးသွင်းသွားတာပါကျွန်တော်တသက်ကျွန်တော်အဖေကျွန်တော်အဖိုးတသက်မရှိခဲ့ဘူးလုံးဝလုံးဝလုံးဝမရှိခဲ့ဘူးတဲ့ကိစ္စမျိုးဖြစ်ပါတယ်။စောင့်ရမ်းပြောပါတယ်။စောင့်ရမ်းဂုဏ်ယူပါတယ်။ ကိုရဂျူလေးရှင်းမှာမမောင်လေးဒါလုံးဝလုံးဝဗျာဘာပြောလို့ပြောမှမသိကျွန်တော်ကိုယ်စင်းရှင်းမှာထပါခုံတယ်လုံးဝမမောင်လေးသွေးမဲ့ဆိုလုံးဝဟိုသွေးနေခြင်းလည်းဗျာသိလားမဖြစ်နိုင်တော့ပါဘူးလေဆိုပြီးစဉ်းစားနေတာဒါပေမဲ့ဆောင်ရမ်းကောင်းတဲ့ပေးပုံမှုဆောင်ရမ်းကောင်းတဲ့ပြီးထွန်းမှုနဲ့တကယ်ကောင်းတဲ့ finishing နဲ့မမောင်လေးတွန်းဟီတန်ကိုလှလှပပဂိုးသွင်းသွားနိုင်ပါလေဟုတ်ပါတယ်ကျွန်တော်တို့အိမ်မက်မနေတာမဟုတ်ပါဘူးကျွန်တော်တို့စိတ်ကူးနေတာမဟုတ်ပါဘူးဇလန်တွေလည်းမဟုတ်ပါဘူးမမောလွင်မြန်မာကစားသမားမြန်မာနိုင်ငံ မှမွေးဖွားတဲ့မြန်မာနိုင်ငံမှာကြီးပြင်းတဲ့မြန်မာကစားသမားတစ်ယောက်ကမန်ချက်စတာယူနိုက်တက်ကိုအနိုင်ကိုပြောင်းသွားတာပဲဖြစ်ပါတယ်။ Congratulation ပါထပ်ပြီးတော့ Congratulation လုပ်လိုက်ပါတယ်။မောင်လင်းဆောင်ရွက်ကောင်းပါတယ်ဒီနေ့။မန်ချက်စတာယူနိုက်တက်ရှုံးပြီမဲ့ပျော်ပါတယ်။ကိုယ်ဆရာကြီးနဲ့လည်းပျော်ပဲလို့ထင်ပါတယ်။ဒီသေးကကျွန်တော်တို့ဒီသေးမှာဘာမှမပြောနေတာကောင်းတယ်။ကျွန်တော်တို့အမျက်ထွက်သာမောင်လင်းဂိုးသွင်းတဲ့မြန်မာ player တစ်ယောက်ကမန်ချက်စတာယူနိုက်တက်ကိုဂိုးသွင်းနိုင်တယ်။ဒါပဲဒါပဲကျင်းတဲ့တယ်ကျင်းတဲ့သွားပြီဒါပဲ။ကျေးဇူးများတင်ပါတယ်ကိုယ်ဆရာကြီးနေနဲ့ မန်ယူရှုံးဝင်မယ်အကျဉ်းလဲမယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ congratulation again ပါမောင်မောင်လေးဆောင်ရမ်းပါတယ်ကျေးဇူးတင်ပါတယ်မနေ့တော့မန်ယူနဲ့အာဆီယံအော်စတာအသင်းတို့ကံတဲ့ပွဲမှာမောင်မောင်လေးရဲ့တလုံးသီးသောဂိုးနဲ့အာဆီယံအော်စတာတရင်အသင်းကနိုင်သွားတယ်ဗျကျွန်တော်ရမ်းပျော်တယ်ဘာလို့ရမ်းပျော်လဲဆိုရင်ကိုယ်နိုင်ငံသားတစ်ယောက်ကမန်ယူလို့ပရီးမီးယားလိမ့်မှာတစ်ချိန်လုံးကရှန်းရှန်းတောက်အောင်မြင်နေတဲ့အသင်းကို ဂိုးရှူးနိုင်တာဆိုလို့မြန်မာမှာမောင်မောင်ရင်တယောက်ပဲရှိတယ်။ဒါလည်းဂုံယူစရာပဲဗျ။အဲ့ထဲကမှအဲ့ဒီအောင်မြင်မှုကိုမှန့်ရေးတဲ့သူတွေထဲမှာဒီမှန်လေးကိုကျွန်တော်အရင်သဘောကျတယ်ဗျ။သူဘာရေးထားလဲဆိုရင်ချစ်တာကတတ်တတ်လက်ထက်တာကတတ်တတ်ပဲဗျာ။ချစ်တာကမန်ယူဆိုပေမဲ့တကယ်တမ်းအဲ့နေ့ကလက်ထက်ခဲ့တာမောင်မောင်လင်ပဲ။ဘာလို့ပြောတာလဲအချစ်နဲ့ဘဝကြီးနဲ့ကမတူဘူးလို့တတိမှန်လေးကတကယ်ကျွန်တော်ဘဝကြီးကိုပြောနေသလိုအခုမန်ယူနဲ့မောင်မောင်လင်ပွဲထဲမှာလဲ မောင်မောင်လင်ကိုဂုံယူတဲ့ဇာတ်ကားလေးပြောတာကျွန်တော်အရန်နှစ်သက်တယ်ဗျအဲ့ထဲမှာတချို့တွေမန့်နဲ့မန့်တွေကိုကျွန်တော်ပြောပြမယ်တချို့တွေဘာပြောလဲဆိုတော့မောင်မောင်လင်ကကောက်စားပါဗျာတဲ့ဆိုတော့အဒါအရန်လူလူချင်းပုတ်ခွဲတဲ့အရာဗျခမရတေချာပြန်ကြည့်လိုက်သူရှူလိုက်တဲ့ဂိုးကသူများဖြတ်တင်ပေးတာမှန်ပေမဲ့သူရှူလိုက်တာဒေါင်လေးကိုအကွက်ကြကြပရိုဆက်ဆန်တွင်းသွားတာနော်တောင်းတဲ့လူတွေမတွင်းနိုင်ဘူးကျွန်တော်မန်ယူကို natural line တို့ natural natural line တို့ လက်ခစ်ကလေးကကျွန်တော်အားပေးလာတာအဲဒီတော့ဆိုရေးမထက်မှာရာဦးလိုပါအောင်ရှိတယ်ဗျာနောက်ပိုင်းမှာရော်နယ်ဒိုလိုပါတို့ကမန်ယူရောက်လာတာဟောအဲ့ခစ်ကလေးကကျွန်တော်အားပေးခဲ့တာဒါပေမဲ့နောက်ပိုင်းမှာမန်ယူရဲ့ကစားပုံတော့ကျွန်တော်တိတ်မကြိုက်လို့ကျွန်တော်တိတ်ပြီးတော့အားမပေးတော့ဘူးဗျာဒါအခုနောက်ပိုင်းမှာတော့မန်ယူနည်းနည်းတော့ဟောကြည့်ပါတယ်ကျွန်တော်တန်တဲ့ပွဲရတာတိတ်မကြည့်ရမန်ယူပွဲတော့နည်းနည်းကြည့်တယ်အဲမန်ယူအခုနောက်ပိုင်းကကဘာပပီးရှုံးနေလို့ပြောလို့ရတယ်ဗျာပရီးမီးယားလိမ့်မှာရှုံးလို့မဟုတ်ဘူးလို့ကဘာပပီးရှုံးနေလို့ပြောလို့ရဒါပေမဲ့ကဘာပပီးပဲရှုံးဘလို့ပဲရှုံးကျွန်တော်တို့မြန်မာနိုင်ငံသား တယောက်ကမန်ယူလိုအသင်းမျိုးကိုဂိုးရှုလိုက်တယ်ကျွန်တော်အရန်ကုန်ယူနောက်တစ်ချက်ကုန်ယူတာကမမောင်လင်ဂိုးရှုတဲ့အဟာကိုပြနိုင်ငံခြားမှာရှိနေတဲ့တကယ်မီလီယံနဲ့ချီတဲ့တကယ် YouTuber တွေကနေတော့တင်ပြီးတော့မှအားရပါရအားပေးတာမမန်ယူရဲ့ပြည်သက် YouTuber တွေဝမ်းနေတာလေကျွန်တော်ကြည့်ပြီးကျွန်တော်အရန်သဘောကျတယ်ဘာလို့ဆိုဒါကမြန်မာကိုကဘာကသိစေတာပဲမောင်မောင်လင်ရဲ့ဂိုးတကိုးကမြန်မာကိုကဘာကသိစေတယ်လို့မြန်မာပြည်မှာရှိနေတဲ့လူငယ်တွေကလည်းမောင်မောင်လင်ရှူးတာကိုကြည့်ပြီးတော့မှသူတို့ ိုးစားချင်စိတ်တွေအများကြီးတက်ကြွစေတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီအချင်းချင်းမြမအချင်းချင်းတယောက်အောင်မြင်တန်တဲ့သူတွေကအပြည့်အအောင်ပြုကြအောင်ဗျာကဲကျွန်တော်ကဲရတဲ့ဇကားတွေဝေပန်တဲ့ဇကားတွေထက်တကယ်အောင်မြင်ချင်းကိုကျွန်တော်လက်ခုပ်တီးကြအောင်ဗျာဝိုင်းဝင်းပြီးတော့မှပန့်ဖို့ပေးကြအောင်ဗျာဒါတကယ်ကျွန်တော်ဝမ်းတာပါတယ်ဝမ်းမြောက်ပါတယ်ဒါကျွန်တော်တို့မြန်မာကိုကဘာကအကားစားနဲ့ပိတ်ပတ်သက်ပြီးတော့မှဒါတိစီတာပဲဗျတချို့တွေကလောင်ကြတယ်မြန်မာအကားစားကဘာကိုလွှမ်းကြလွှမ်းရမည်ဆိုတဲ့ဆောင်းပေါက်ကိုလောင်ကြတယ်ဒါပေမဲ့တစ်ချိန်တော့လောင်ပါအခုလောင်လို့မရတော့ဘာဖြစ်လို့လဲဆိုတော့ ရီးမီးယားလိမ့်မှာတစ်ချိန်ကလျံလျံတောက်ရှမ်းရှမ်းတောက်အောင်မြင်နေတဲ့မန်ယူလိုအသင်းမျိုးကိုဂိုးရှူးနိုင်တာမြန်မာမှာမမောင်လင်းပေါ်ထွန်းလာပြီဆိုတဲ့အရာကိုမမေ့စေချင်ဘူးဗျာအဲ့တော့ကျွန်တော်ဒီအားလေးနဲ့ကျွန်တော်ဝင်ရပါတယ်ကျွန်တော် တွေကျွန်တော်ပြန်ကြည့်လိုက်ပါပဲဒီခါရဲ့ line မှာရောင်းမှနည်းနည်းကြည့်ပြီးလူပြောများနေဒီ man u တင်းကိုဒီမမန်လေးကကိုတွင်းလိုက်လို့ line မှာတော်လေးမှချီးကျူးခံနေရတယ်ဗျာဟုတ်ကဲ့ပါကျွန်တော် channel လေးဘူးဒရာအကြောင်းနဲ့ selling တင်းတွေကိုအများကြီးပြသပြီးတော့မဟုတ်ကျွန်တော် channel like ကတော့နေတယ် like ကတော့နေမင်းရဲ့ notify bell ကိုပါနှိပ်ခဲ့ပြီးပို့တော်ဆွေးကြည့်ပါလေကျွန်တော် channel အားလုံးကြည့်ရှုလို့ကြည့်နေကြည့်နေကြည့်နေပါလေနောက်ထပ်ဒီမှာပြန်ဆုံကြမယ်ဆရာ